ပြောရတာဒီဘောနော်တရုတ်ဆောင်မလုပ်ခင်မှာ MRTV4 မှာနေ့တိုင်းအဟိုဘောနော်တင်တန်းနေတက်ရတယ်တင်တန်းကာလ3လရဲ့နောက်ထပ် advance တွေထပ်တက်တာရင်းနဲ့6လလောက်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အများတန်းသွားလာစားတောင်းရင်းနဲ့ပေါင်းပြစ်သွားတာပါပြင်နဲ့အမေ workshop ရှေ့မှာအဲ့လိုမျိုးပေါ့နော် coffee ဆိုင်လေးနဲ့ ကားစပါလေးပေါ့နော်တွဲဖွင့်ခြင်းတယ်လို့ပြောอ่ะအဲကိုဆိုကလည်းအဲလုံမယ်လေးတယ်ဆိုပြီးတော့သူကအများကြီးတိုင်ပင်စရာမလိုဖြိုးတို့နှစ်ယောက်ကဟိုဘယ်လိုတိုင်ပင်တာလဲဆိုတော့တခုခုအဆင်မပြေတာရှိရင်လည်းပြောဖို့ပုံပွင့်လင်းလင်းဖြိုးပြီးတော့ဖြိုးတို့နှစ်ယောက်ကတယောက်နဲ့တယောက်ကဟိုဟိုတွေ့ဟိုပေါ့နော်တွေ့ဝက်เสียမှာရှိတော့ဟိုပွင့်လင်းတော့ပေါ့နော်အများကြီးဟို အဆင်မပြေတာတို့ဘာလို့ဆိုတော့မရှိပါဘူးဟုတ်ရမ်းပျော်နေပါတယ်ပီတိရရမ်းဖြစ်နေပါတယ်ဟုတ်ပင်တော့ပင်ပန်းနေဒါပေမဲ့အရန်မပင်ပန်းဘူးပေါ့နော်ဖြိုးတို့နှစ်ယောက်ကနှစ်ယောက်စလုံးလဲတူတူအလုပ်ကြိုးစားကြရတယ်ပြီးတော့တယောက်နဲ့တယောက်တိုင်ပင်လို့ရတာဖြစ်တဲ့အတွက်ဟိုတယောက်သေးတော့မပင်ပန်းဘူးနှစ်ယောက်စလုံးတော့ပင်ပန်းတယ်ဟုတ်ဖြိုးတို့ကဒီပေါ့နော်တရုတ်ဆောင်မလုပ်ခင်မှာ MRTV4 မှာနေ့တိုင်းအာဟိုပေါ့နော်တင်တန်းနေတက်ရတယ်တင်တန်းကာလ3လရဲ့နောက်ထပ် advance တွေထပ်တက်တာရင်းနဲ့ 6လလောက်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အမြဲတမ်းသွားလာစားတောက်ရင်းနဲ့ပေါင်းပြစ်သွားတာပါအဲဇလန်တွဲမစုံပြစ်ဘူးဆိုပေမဲ့လည်းအပြင်မှာပေါင်းပြစ်ပါတယ်ဟုတ်ကိုစို့ပြောတာပေါ့နော်ဖြိုးတော့အဖေအဖေနဲ့အမေကကြာနောက်မှာ workshop ဖွင့်တာလीအဖေနဲ့အမေ workshop ရှေ့မှာအဲ့လိုမျိုးပေါ့နော် coffee ဆိုင်လေးနဲ့ကားစပါလေးပေါ့နော်တွဲဖွင့်ခြင်းတယ်လို့ပြောတာအဲကိုစို့ကလည်း အဲလုံမဲ့လေးတယ်ဆိုပြီးတော့ तू อ่ะအများကြီးတိုင်ပင်စရာမလိုဘူးအဲ့လိုမျိုးပြီးတော့ तू อ่ะအလုတ်လဲရမ်းလုတ်တယ်ဆိုတော့အဲအဲ့မှာလည်းတူတူတွဲပြီးတော့ပေါင်းလုတ်ဖြစ်သွားတာပါဟုတ်တခုခုဖြိုးလို့อ่ะလုတ်ချင်ပြီးဆိုလို့ရှင်ကိုစိတ်နဲ့ကိုအရင်မဆုံးဖြတ်ပဲနဲ့အဲကိုဆိုရေးဒါလေးကတော့ဒီလိုရှိတယ်လုတ်လိုက်ရမလားအဲကိုဆိုဆိုရင်လည်းအမြဲတမ်းပေါ့နော်ဖြိုးရေးဒါကတော့ဒီလိုရှိတယ်လုတ်လိုက်ရမလားအဲတစ်ခါတလေကျရင်ကိုလုတ်ချင်တယ်ဆိုလို့ရှင်လည်းသူ့ကိုအဲ့လိုခွင့်တောင်းတာပေါ့နော်အဲအဲ့လိုမျိုးဟိုပေါ့ညှိနှိုင်းပြီးတော့လုတ်တဲ့အတွက် အဆင်ပြေပါတယ်တကယ်ချင်းချင်းဟုတ်ဖြိုးတို့နှစ်ယောက်ကဟိုဘယ်လိုတိုင်ပင်သားလဲဆိုတော့တခုခုအဆင်မပြေတာရှိရင်လည်းပြောဖို့ပုံပွင့်လင်းလင်းဖြိုးပြီးတော့ဖြိုးတို့နှစ်ယောက်ကတယောက်နဲ့တယောက်ကဟိုဟိုတွေ့ဟိုပေါ့နော်တွေ့ဝက်ဆရာမရှိတော့ဟိုပွင့်လင်းတော့ပေါ့နော်အများကြီးဟိုအဆင်မပြေတာလို့ပါလို့ဆိုတော့မရှိပါဘူးဟုတ်ဒီနေ့မတိုင်ခင်ထီတော့နည်းနည်းတော့စိတ်ပူသေးရပါတော့အခုစိုက်ဖွင့်ပွဲလေးလုံနိုင်သွားပြီဆိုတော့ရန်လဲပျော်ပါတယ်ပြီးတော့ဟိုခလေးတယောက်လိုမျိုး ြုစုပြိုးထောင်လာတဲ့ဆိုင်လေးကအခုဟိုပေါ့နော်ဖွင့်ပွဲမတိုင်ခင်အထိအဲအဲ့လိုမျိုးအပေးကြတဲ့အတွက်ပို့ပြီးတော့ပျော်တာပေါ့နော်ဟုတ်ဒီဆိုင်လေးလုံးမယ်လို့တိုင်ပင်ထားတာတော့မနစ်ကဖြိုးမွေးနေပြီးပေါ့နော်အဲ့မှာတိုင်ပင်ဖြစ်တယ်ပြီးတော့ဖြိုးလို့တွေရှားထဲမှာဒီအเจ้าတွေကိုလေ့လာရတယ်ပြီးတော့ဟိုပေါ့နော်ဆိုင်နေပြင်တာတွေပါနေတဲ့က อืมสายพื้นหมู่調査တော့9လ8လပေါ့ဒါပေမဲ့ဒီဟာလုံမယ်လို့တိုင်ပင်တာကတော့တစ်နှစ်လောက်ရှိပါပြီဟုတ်အဓိကကကြတော့ဟိုဖြိုးတို့ကိုယ်တိုင်ကလည်းအစားတောက်ကြိုက်တဲ့လူတွေဖြစ်တယ်ပြီးတော့ဟိုပေါ့เนาะအဲတခုခုကိုသွားလဲလို့ရှင်ရင်လည်းအဲ့လိုမျိုးစိုင်လေးတွေမှာစားရတာကြိုက်တော့သူတို့စီကနေလေးလာရတာတွေလည်းရှိတယ်ပြီးတော့ဟိုအလုံးနဲ့ပတ်သက်ရင်ကြတော့အမေနဲ့ဖေစီမှာတိုင်ပင်တာပေါ့เนาะမိန်းနဲ့ဖေနဲ့ကအခုထိလည်းသူတို့အလုံးစီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် အဲတခုခုအကြံဉာဏ်လိုချင်အဲ့လိုမျိုးအမေနဲ့ဖေကိုတိုင်ပင်တာဖြစ်တဲ့အတွက်အမားဆိုတာနည်းသွားတာပေါ့နော်ဟုတ်သူတို့ကတော့ကြိတ်ပြီးတော့ဂုံယူနေရတဲ့ထင်တယ်ပေါ့ဖြိုးတို့မိသားစုကကြာအဲ့လိုမျိုးအဲ့လိုထောက်ပြီးတော့မချစ်ပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးတယောက်နဲ့တယောက်ကအဲ့လိုကြိတ်ပြီးတော့ပဲချစ်ကြမီနူးတွေလည်းအစ်တထတိုးဖို့ရှိရယ်ပြီးတော့နောက်ထပ်အများကြီးပေါ့နော် ထပ်လုပ်ဖို့လည်းရှိပါသေးတယ်ဟုတ်ပြောလို့ဆိုလို့ရှင်မနက်ဆို17လောက်ဆိုရင်ရောက်ပြီပေါ့เนาะပြီးလို့ရှင်ဒီမှာလုတ်ဆရာရှိတာလုတ်တယ်ပြီးရင်ဈေးဝယ်တယ်အဲဈေးဝယ်ပြီးရင်ဒီမှာစည်ရင်းတွေပါဒီလုတ်ပြီးတော့အားလုံးတင်းပြီဆိုတဲ့အချိန်ကြမှာပြန်လာပေါ့เนาะဆိုတော့တခုခုလုတ်လို့ရှင်အဲ့လိုမျိုးပေါ့အသေးစိတ်ကစပြီးတော့လုတ်တော့မှပို့ပြီးတော့တည်ရလေအဲ့အတွက်လည်းအဲ့လိုမျိုးပေါ့ ပြန်စိုင်သိန်းတော့မှပဲပြန်ရတာပေါ့ဟုတ်အဓိကကြဖြိုးလို့ကလည်းအနုဟိုပေါ့အနုပညာသမားဖြစ်တဲ့အတွက်စိတ်နှုတ်ရယ်ပေါ့နော်ပြီးတော့ကိုကိုတိုင်းကလည်းဝန်ထမ်းလူမျိုးဘဝနဲ့7နှစ်လောက်ဆယ်နှစ်ဆန်တဲ့နှစ်လောက်နေခဲ့တာဆိုတော့အဲ့ဝန်ထမ်းနေရခန်းစားချက်ကိုနားလဲတယ်အဲ့တော့တစ်ခါတလေကျရင်သူတို့စိတ်ထဲမှာအဲ့လိုမျိုးဟိုဘောနော်တခုခုဖြစ်ကိုစုလိုက်လို့တိမ်ငယ်ွားမှာအားငယ်သွားမှာအဲ့လိုမျိုး ဖြစ်လို့ပေါ့နော်တခါလေသူတို့တခုခုဆိုပြောထားတယ်အစုခံရအောင်မနေနဲ့နော်ဒီလိုဒီလိုတော့မနေနဲ့နော်အဲ့လိုမျိုးလေးတော့ပြောပြပါတယ်ဟုတ်ဆိုင်လိမ့်စာလေးကကြတော့ပသိညွန့်ခုနှစ်လမ်းထိပ်တမိန်ဗရန်လမ်းမပေါ်မင်္ဂလာတောင်ညွန့်မှာဖွင့်ထားပါတယ်သူကတောင်မွေကြပဲစီနဲ့မက်ခရိုနဲ့ချားထဲမှာပေါ့နော်ဟုတ်အဲလာခဲ့ပါလို့ပြောလို့နေတိုင်းရှိပါတယ်လို့ဟုတ်ကဲ့ဟုတ်